စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ကြောင်းအမေရိကန်ပြည်နယ်90မှာရောက်ရှိနေတဲ့မြန်မာပြည်ပူပေါင်းပြီးဝါရှင်တန်ဒီစီမှာဆန္ဒပြပွဲပြုလုပ်သွားဖို့ရှိနေပါတယ်။သုတချန်သာတင်ပြပို့ထားတာပါရှင်။စစ်ကောင်စီကဒီဇင်ဘာလကောင်မှပြုလုပ်ဖို့ပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲကိုစန့်ကျင်ကန့်ကွက်ကြောင်းအမေရိကန်ပြည်နယ်90ရောင်မြန်မာတွေပူးပေါင်းပြီးဝါရှင်တန် DC မှာဆန္ဒပြပွဲပြုလုပ်သွားဖို့ပြင်ဆင်နေတာပါ။ ဒေသဆန္ဒရှင်အောက်တိုဘာ17ရက်နေ့မနက်ပိုင်းကအတူရောင်ရွေးကောက်ပွဲကိုစတင်ရေးလှုပ်ရှားမှုတွေပြုလုပ်ဖို့ Global Meeting ခေါ်ယူခဲ့ပြီးနိုင်ငံတကာရောက်မြန်မာတွေနဲ့ပြည်တွင်းကတွန်လိုင်းအင်အားစုတွေတက်ရောက်ခဲ့ကြပါတယ်။ American ပြည်နယ်90ရောက်မြန်မာတွေပူးပေါင်းမဲ့ Washington DC ဆန္ဒပြပွဲကို November 22ရက်နေ့မှာပြုလုပ်သွားဖို့ရည်ရွယ်ထားပြီးစစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရက်တွေနဲ့လိင်လယ်မှုတွေကိုနိုင်ငံတကာကပူပြီးအာရုံစိုက်လာအောင်ရည်ရွယ်တယ်လို့သိရပါတယ်။ American နိုင်ငံမှာ November 22ရက်နေ့ Washington DC မှာ အနေနဲ့ရရက်ကနေစုံပြီးတော့လောက်ကြဖို့အထွက်ပေါ့နော်ဒါကတော့ကျမတို့ဗမာပြည်သူလူထုတွေရဲ့တန်နေပေါ့အထူးသဖြင့်ပြည်တွင်းကသူတို့တွေချင်းချောက်နေတဲ့အထွက်ကြောင့်မို့လို့ပြောလို့မထွက်တဲ့ဒီအတန်တွေကိုကျမတို့တွေကနေပြီးတော့မှကြဲကြဲလောင်လောင်အင်အားရှိရှိနဲ့ထုတ်ဖော်ပေးခြင်းဖြစ်ပါတယ်ကျမတို့အဓိကရည်ရွယ်တာကတော့အနီးကပ်ဆုံးဖြစ်တဲ့ American အစိုးရနဲ့ခေါင်းဆောင်တွေပေါ့နော်ဒါတွေတင်မဟုတ်ဖဲနဲ့အဲကျမတို့ဒီဆန္ဒပြပွဲကြီးရဲ့အင်အားကိုကမ္ဘာရဲ့ရဲ့မှာရှိနေတဲ့တခြား ားပေါ့နော်အာဆီယံနိုင်ငံတွေကခေါင်းဆောင်တွေယူရိုပတို့လို UN တို့လို့သက်ဆိုင်ရာအရေးကြီးတဲ့ဖွဲ့စည်းတွေခေါင်းဆောင်နေရပါသူတို့အာယုံဆိုင်လာဖို့အတွက်ကိုကျမတို့ရည်ရွယ်ပါတယ်ရှင်တစ်နှစ်တစ်ကြာတေချာလေးပေါ့နော်ဆွေးနွေးတိုင်ပင်ပြီးကျမတို့လှုပ်သွားဖို့ရှိပါတယ် စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုစတင်ကြောင်းဆန္ဒပြပွဲတွေနိုင်ငံတကာမှာဆက်တိုက်ရှိနေပေမဲ့ဒီထက်ပိုအားကောင်းတဲ့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်ဖို့နိုင်ငံတကာရောက်မြန်မာတွေစုစည်းနေကြတာပါ။တမတ်ကြီးဦးကျော်မုံထွန်းကိုအပိထောက်ခံကြောင်းနိုင်ငံတကာလှုပ်ရှားမှုတွေပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်စီရွေးကောက်ပွဲကိုစတင်ကြောင်းလှုပ်ရှားမှုတွေလည်းနိုင်ငံတကာစာမျက်နှာတွေမှာကြေပြိုင်နေပေါ်ပေါက်လာဖို့ရှိနေတာပါ။ Washington DC မှာစုမှုကိစ္စကိုဆွေးနွေးပြစ်ပါတယ် မနေ့ကမီတင်ကတော့ global level လောက်တာဆိုတော့ဟိုတကဘာလုံးကလူတွေပါပါတယ်ပြည်တွင်းကလူတွေလည်းပါပါတယ်အားလုံးကမိမိတို့လှုပ်ထားတဲ့ပြင်ဆင်ထားတာတွေကိုတင်ပြကြပါတယ် တကဘာလုံးမှာရှိတဲ့ activist တွေ institution တွေ human rights defender တွေပေါ့နော်ဒီ sham election နဲ့ပတ်သက်ပြီးတော့ပြင်ဆင်ထားတာတွေကိုတင်ပြပြီးတော့ဆွေးနွေးကြပါတယ်တနိုင်ငံနဲ့တနိုင်ငံပူးပေါင်းပါဝင်ဆောင်ရွက်ပြီးတော့အညာမညာဖြစ်အောင်တိုင်ပင်ကောက်အောင်လုပ်ကြဖို့အတွက်ပြန်လည်တင်ပြကြတယ်အဓိကကတော့ပြည်တွင်းကလှုပ်ရှားမှုတွေကအဓိက ပို့ပြီးတော့ကြပါတယ်မတရားအာဏာသိမ်းလိုက်တာနဲ့ပတ်သက်လို့ပြည်သူလူထုကစိတ်နာကြီးနေတယ်စစ်အာဏာရှင်အနေနဲ့ဘာပဲလုပ်လို့ပြည်သူလူထုကအယုံကြည်မရှိဘူးယွန်းရှာမုန်းတီးနေပြီဒီရွေးကောက်ပွဲကြီးကိုလူတွေကလုံးဝသဘောမတူဆိုတော့အားလုံးသိတဲ့အတိုင်းပဲ မေတော်ဆန်းစုကြည်ချမ်းသာပါစေ။ရန်စုံလူမြောက်ပါစေ။စစ်ကောင်စီကအမေရိကန်ပြည်ထောင်စုမှလော်ဘီကုမ္ပဏီတွေငားရမ်းပြီးအစိုးရကိုချဉ်းကပ်နိုင်မှုကြိုးစားတာ။အကျိုးစီးပွားရေးအမလုံးတွေနဲ့သူတို့ရဲ့တရားဝင်မှုကိုအတိမတ်ပြုလာအောင်အထောက်အထားတွေရှိနေတာပါ။တော်လိုင်းရင်ကနေဒီဘကြလာချိန်မှာစစ်ကောင်စီဘက်ကနေအာဏာရှင်နိုင်ငံတချို့ပေါ်ပေါ်ထင်ထင်ရည်တည်လာကြပေမဲ့နိုင်ငံတကာတန်တမာရေးရဆံမျက်နှာမှာတော့တော်လိုင်းရင်အားစုတွေကအသာကြီးဆက်ယူထားတာဖြစ်ပါတယ်။ကျွန်တော်တုဒ္ဒချမ်းသာပါ။